ဟိုជីနူးဆိုတဲ့တယောက်နဲ့တွေ့ပြီးတာလာပြန်ပြီလားချင်းဟာချစ်သူမျိုးတွေ့ရဲ့ချင်းပါလေជីနူးစရာစကားတွေပဲရွေးပြောပါလားချင်းခုကလေမောင်တွေ့ရတယ်မောင်စိတ်ညစ်အောင်ဘာတွေပြောရမလဲဆိုတာကိုလေအကျူတွေးလာစာရေးဆရာကိုမင်းရှိခဲ့တဲ့ သူခုရေးရဲ့ဝတ္ထုထဲမှာအခုလိုပေါ့နော် site ထဲမှာရှိရဲ့အလုပ်သမားတွေရဲ့အကြောင်းရေးချင်တာပေါ့နော်အဲ့ဒါကိုမင်းကြီးအနေနဲ့ကကျတော့ဒီကအလုပ်သမားတွေကဘဝတွေစိတ်နေစိတ်ထားတွေကိုသူ့ကိုပြောပြပေးလိုက်ပါအောင်ကျမရှင်းဝင်ရွေးတယ်ဆိုတာရှင်ကစာအုပ်တွေပါပဲဖတ်တော့လေအဲ့ဒါသူ့ကိုအကောင်းလေးပြောပြနိုင်မယ်ထင်လို့ဒီချာလေးပြောပြပေးလိုက်အောင်ဟုတ်ကဲ့ပါပါပြောပြနိုင်ပါဟုတ်ကိုကိုကိုဇက်လိုက်လို့သဘောထားရင်ပိုးလို့တော့ပြောလို့မရဘူးခင်ဗျာဟုတ်ပါလေးကိုကျွန်တော်သိချင်တာလေးရှိလို့ခင်ဗျာမေးကြည့်မယ်နော် မပြောဟိုជីနူးဆိုတဲ့တယောက်နဲ့တွေ့တယ်နားပြန်ပြီလားရှင်းရင်ဖြစ်သူမျိုးတွေ့ရချင်းပါလေជីနူးစရာစကားလေးပဲရွေးပြောပါလားရှင်းရင်ခုကလေမောင်တွေ့ရနဲ့မောင်စိတ်ညအောင်ဘာပြောရမလဲဆိုတာကိုဘင်းကကြိုတွေးလာတယ်မောင်ကလေဒါလေးမေးရအောင်စိတ်ညစ်စရာလားလို့။ဟဲ့ပါ။အောင်စိတ်ညစ်တယ်ဆိုတော့ရင်းရမလို့ရော။ ရင်ခွန်ကျွေရှင်။ဟောင်းဘူးဆိုင်ပြီလို့လေလေ။ဟောင်းပြန်ဘူးဆိုင်ကြည့်ပါ။ဆန်းဆန်းမလာမမအောင်ဘူးကမြောက်ပေးလိုက်တာဘူးကမမမြောက်ပေးပါဘူးကွာခါသေးတော့လေကိုချက်သူကဂီယူဆိုင်ကြအောင်ခံဘူးတော့ခံစားကြည့်စမ်းမဟုတ်ဘူးတော့မ ။ဟောအဲ့လိုစကားမျိုးဘယ်တော့မှမပြောဘူး။ငါ့ကိုတရားရမျှပေးလိုက်တာပဲဖြစ်ရမယ်။မဟုတ်ပါဘူးဆိုရင်ကဲလှုပ်ပေးနိုင်လို့ရှိရင်လည်းနေတော့ထုံးစံတိုင်းမှာပဲသေးစိတ်ကစား view site ပေးပါဦး။လား။ မင်းပြောပါဂျီနူကိုအကူအညီထပ်တောင်းစရာလေးရှိလို့ပြောလေကိုမင်းရဲ့ဂျီနူထပ်နိုင်တာဆိုကူညီမှာပေါ့ကိုမင်းကြီးကိုအင်တာဗျူးရလေလေအဲတိကျနာလေးရှိလို့နည်းနည်းတော့များထပ်မေးလို့ရမလားလို့ဒီနေ့ကသူ့အစိုင်းမဟုတ်ဘူးကိုမင်းရဲ့ကိုမင်းတွေ့ကျင်လို့ရှိရင်သူ့အိမ်မှာတော့တွေ့မှရမှာလို့လို့လေကိုမင်းသွားကျင်နေဆိုလို့ရှိရင်ဂျီနူလိုက်ပို့ပေးလို့ရတယ်အခုဂျီနူကစိုက်မှာယေရှုတမန်ရဲ့ဂျီနူအဲဆိုကိုလာခေါ်လိုက်မယ်လေ ကို లై ကူညီပေးလို့ဂျီနူရဲ့အလုပ်တွေပြက်ကုန်ပြီအားနာလိုက်တာဗျာရပါတယ်ကိုမေဂျီနူရဲ့အလုပ်တွေကမနေ့ပိုင်းကတည်းကပြီးနေတာကိုမေဖုန်းဆက်တော့ဂျီနူအိမ်အောင်ပြန်တော့ကိုရဲ့အလုပ်တွေကိုစေရောကိုပါအားဆိုင်ပြီးကူညီပေးရတဲ့အတွက်ဂျီနူကိုကျေးဇူးများကြီးတင်ပါနောက်ပြီးတော့ရင်းကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကိုတောင်းပန်ချင်နေတာကိစ္စမရှိပါဘူးကိုမေအစပိုင်းကတော့စိတ်ထဲမှာနည်းနည်းတော့မခံချင်မခံတာဖြစ်တာပေါ့နော် နောက်ပိုင်းတော့ဩသူချစ်သူချစ်လို့သူဖြစ်တာပဲလေဆိုပြီးတော့နားလည်ပြလို့ရပါတယ်အဲ့တော့ဆိုလို့ရှိရင်လေကိုဂျီနူးနဲ့တွေ့လို့ရှိရင်ဘယ်လိုမျိုးနှချင်းဆိုင်ရမလဲဆိုပြီးတော့တော်တော်စိတ်ညစ်နေတာဂျီနူးပဲအဲ့ဒါစဉ်းစားနေပါနဲ့တော့ကိုမေထားလိုက်ပါတော့ပြီးတဲ့ကိစ္စကလည်းပြီးသွားပြီဆိုတော့လေဩဒါနဲ့ကိုမေကိုကြည့်ရတာတိတ်ပြီးတော့ဆက်ဆက်တိတ်ချတာပဲနော်ဝိတုတစ်ခုရေးမယ်ဆိုလို့ရှိရင်တိတ်ချောက်လိလာပြီးမှရေးမယ်ပုံမှန် အဲ့ဒါကြောင့်မလို့ကိုမင်းရဲ့ဝတ္ထုတွေကထွက်လို့ရှင်အောင်မြင်တာတိလားကိုရဲ့ဗီဇာကတိချာလေ့လာပြီးမှရေးချင်တော့နည်းနည်းတော့ပုံပြမှန်းတော့ဗျာ ဟာလာပြီဒီပါလေးကိုမဲကတင်းနေတာလေးနည်းနည်းလေးရှိတယ်ဆိုတော့ဒီလိုမျိုးပြောတာလေဟောဟုတ်ကဲ့ဒါပြကျွန်တော်ကိုသိအောင်ပြောပြမယ် ထောင်းမင်းမေလင်းလမ်းမမတ်နေလားကားစီးလိုက်လို့သူကတော့မဝရနဲ့တော့ရောက်နေနော်စိုက်ကားမအင်းကြီးမပါမဲစားတော့ပါတယ်ကွာအေးကမနေရငေါ့ဟာလေးပါဗျာဖယ်ပြီးပါမယ်လွတ်မယ်ထင်ပြီးတော့ရက်ခက်မိပါဗျာတောင်းပန်ပါကားရကတဲ့ကလုံးမလို့ဆိုတာမင်းမသိဘူး။အဲမှာမျက်လုံးမပေါက်ဘူး။ဟာမဲမဲသူခုပဲလေကွာ။ဟုတ်။ तू တောင်းပါနဲ့လို့ပြောပြီး तू ခါပဲပေးလိမ့်မယ်။ မင်းတို့ကိုလန့်ကိုအေးစေးကောင်ကြောင့်မူဝီလာရင့်မနေနဲ့ဟာတို့တို့မူဝီလာရင့်လို့ပြောရဟုတ်လားဘယ်ကပါလဲဘယ်ကပါလဲ